မင်္ဂလာပါခင်ဗျာကျွန်တော်ကရှင့်နေဦးမင်းသိန်းအောင်ပါကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာအမွေကိစ္စနဲ့ပတ်သက်ပြီးတော့မောင်နှမသားချင်းတွေကြားမှာစကားများကြားပြဿနာတွေတက်ကြတာတွေမကြာခဏတွေ့ရတတ်ပါတယ်ဒီနေ့မှာတော့အမွေလို့ထင်ရပေမဲ့တကယ်တမ်းမှာအမွေဆက်ခံလို့မရတဲ့အမှုတစ်ခုအကြောင်းကိုဘ ഹു သူတရအနေနဲ့မျှဝေပေးခြင်းပါတယ်ဒီအမှုရဲ့ဇလန်းကတော့မယင်နှုံးနဲ့မအီမင်းဆိုတဲ့ညီအမနှစ်ယောက်ကနေစားခဲ့တာပါသူတို့ရဲ့မိခင်ဖြစ်သူဒေါ်မြန်ကွယ်လွန်သွားတဲ့အခါမှာ တောင်ဩကလာပမှာအိမ်နဲ့မြေကတော့ကကြံခဲ့ပါတယ်အမဖြစ်သူမယင်တို့ကဒါအမိအမွေတွေဖြစ်တယ်ညီမတွေအတူခွဲရမှာပါကျမလည်းတဝက်ရသင့်တယ်ဆိုပြီးတော့တရားရုံမှာအမွေခွဲဖို့အတွက်ဆွဲဆိုလိုက်ပါတယ်ကဲညီအမအရင်တွေတရားရုံကိုရလာတဲ့ဒီအမှုမှာတရားရုံကဘလို့ဆုံးဖြတ်ခဲ့တယ်လို့ထင်ပါတယ်မယင်တို့တောင်းဆိုသလိုအမွေတဝက်ရတော့သလားအဖြေကတော့မရခဲ့ပါဘူးတရားရုံကမယင်တို့ရဲ့တောင်းဆိုချက်ကိုပယ်ချလိုက်ပါတယ် ဒါဆိုရင်ဘာဖြစ်လို့ပါလဲမိခင်တည်ရင်သားသမီးကအမွေရသင့်တာပေါ့လို့မေးစရာရှိပါတယ်ဒီအမှုမှာတရားရုံးကဒီအချက်နှစ်ချက်ကိုအဓိကအရှိခံပြီးတော့ဆုံးဖြတ်ခဲ့ပါတယ်ပထမတစ်ချက်ကတော့မြေအမျိုးအစားပါ အမှုဖြစ်နေတဲ့မြေဟာအမေဖြစ်သူဒုံမြန်အပိုင်ဝေထားတဲ့မြေမဟုတ်ပါဘူးအစိုးရကနေနေခွင့်လက်မှတ်နဲ့နေခွင့်ပေးထားတဲ့မြေဖြစ်နေပါတယ်အခုခက်စကားနဲ့ပြောရရင်ပါမစ်မြေအမျိုးအစားဖြစ်ပါတယ် ဒီမီအမျိုးအစားဟာဥပဒေအရဆိုရင်အစိုးရပိုင်တဲ့မြေဖြစ်ပါတယ်။ဥပဒေမှာပါမစ်ဆိုတာအဲ့ဒီမြေပေါ်မှာနေထိုင်ခွင့်မရှိတာပါ။မြေကို ပိုင်ဆိုင်ခွင့်ရှိတာမဟုတ်ပါဘူး။ဒါကြောင့်ပါမစ်ကန်ဆန်ထားတဲ့သူကိုယ်လွန်သွားရင်တော့အဲ့ဒီမြေဟာသူ့ရဲ့အမွေပစ္စည်းဖြစ်မလာပါဘူး။တနည်းအားဖြင့်ပြောရရင်ပါမစ်မြေဆိုတာအစိုးရကပိုင်တဲ့မြေဖြစ်တဲ့အတွက်ကြောင့်အမွေဆက်ခံလို့မရနိုင်ပါဘူး။ဒါကအရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ကဲမြေကတော့အမွေဆက်ခံလို့မရတာဟုတ်ပြီ။ အပေါ်ကအင်ကားရောဘလို့လဲအင်ကားတော့အမေပတ်စံနဲ့ဆောက်ထားတာဆိုရင်အမွေခွဲလို့ရတာပဲမဟုတ်လားဆိုပြီးတော့မယင်တို့ကဆက်ပြီးတော့တောင်းဆိုပါတယ်ဒါကဒုတိယတစ်ချက်ပါဒီအချက်ကလည်းတက်တယ်မခိုင်လုံပါဘူးမယင်တို့ကဒီအင်ကိုသူ့အမေကသူ့ပတ်စံနဲ့ဆောက်ခဲ့တာပါလို့တရားရုံးမှာထွက်ဆိုခဲ့ပါတယ်တောကအင်အဟောင်းကိုရောင်းပြီးတော့ဒီအင်အသက်ကိုဆောက်ခဲ့တာလို့သူကဆိုပါတယ်ဒါပေမဲ့တရားရုံးကစစ်ဆေးလိုက်တဲ့အခါမှာတောကအင်အဟောင်းကိုရောင်းတော့ ငွေကျပ်450ပဲရတယ်လို့မရင်နှုံးကိုယ်တိုင်ဝန်ခံထားပါတယ်။အခုအမှုဖြစ်နေတဲ့တန်ဝက်ကလာဘကအင်းဟာတန်ဘောအဖြစ်အဲ့ဒီခက်ကငွေကျပ်2500လောက်ထိတန်ပါတယ်။ဒီနေရာမှာယုတ်တိမတန်တာကိုတွေ့ရမှာပါ။ငွေကျပ်450နဲ့ကျပ်2500ရန်အင်းတလုံးကိုဘယ်လိုဆောက်မလဲ။ဒါအပြင်အမေဖြစ်သူဒေါ်မြိုင်မှာအဲ့ဒီလောက်တန်တဲ့အင်းကိုဆောက်နိုင်တဲ့ငွေကြေးအင်အားရှိတယ်ဆိုတာကိုလည်းဘယ်တက်တွေကမှခိုင်ခိုင်မာမာထွက်ဆိုမပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့်တရားရုံးကတော့ဒီအင်ဟာဒေါ်မြတ်ရဲ့ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတာကိုလက်မခံနိုင်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ဆိုတော့အရှုတ်ကပါလေမိကလည်းအစိုးရရဲ့ပါမစ်မြင့်ဖြစ်လို့အမွေဆက်ခံပိုင်ခွင့်မရှိဘူး။အိမ်ကလည်းမိခင်ဖြစ်သူရဲ့ပိုင်ဆိုင်မှုဖြစ်ကြောင်းတသက်မခံလုံဘူး။ဒီအချက်တွေကြောင့်မိုက်ရင်တို့တယောက်အမွေတဝက်ရလုံမှုဆွဲဆိုရမှာရှုံးနေသွားခဲ့ပါတယ်။ဒီတရားစီရင်ထုံးကနေကျွန်တော်တို့သင်ခန်းစာယူရမှာကတော့ကိုနေထိုင်တဲ့အင်ချမ်မီရဲ့ပန်ဆိုင်မှုအထောက်အထားကိုတိတိကျကျသိထားဖို့လိုအပ်ပါတယ်။ ဒါကပါမစ်မြေလားဂရန်မြေလားအပိုင်မြေလားဆိုတာကိုတိတိကျကျနားလည်ထားမှနောက်တစ်ချိန်မှာ အခုလိုအမွေမှုတွေပြဿနာတွေကိုခြောက်ချနိုင်မှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတဆုံတရားရလိုက်မယ်လို့မျှော်လင့်ပါတယ်နောက်နေ့တွေမှာနောက်ထပ်အကြောင်းအရာတစ်ခုနဲ့ပြန်ဆုံကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ thank you